โอเคမတွေ့ရတာလဲအဲလေးရက်နှစ်ရက်လောက်ရှိပြီဆိုတော့ကျွန်တော်အားလုံးသိပြီသားဖြစ်တဲ့ဒီ section ရဲ့ပြိုင်ပွဲအကြောင်းကိုကျွန်တော်နည်းနည်းလေးပြောပြပေးကြည့်ခြင်းနေပေါ့နော်သူတို့နှစ်ယောက်ကရည်စဲလို့ပဲပြောရမလားပေါ့လေးရက်နဲ့တယောက်ကတွေ့မယ်လို့လဲသူတို့အချင်းချင်းမထင်ထားကြဘူးပေါ့နော်ဒါပေမဲ့အရင်တုန်းကသူတို့နှစ်ယောက်တွေ့ခဲ့ဘူးတယ် ဲ့တော့ဆိုလို့ရှိရင်ကျွန်တော်အမှတ်မမှားဘူးဆိုလို့ရှိရင်12နှစ်လောက်တော့ရှိလောက်မယ်ပေါ့နော်12နှစ်12နှစ်17နှစ်ပေါ့အတိအတိကြတော့မပြောတတ်ဘူးအဲ့ဒီ12နှစ်17နှစ်ဒီ time fight မှာ time မွေ time fight မှာထိုးကြတယ်အဲ့ဒီတော့ကတော့လူပီနီအစပေါ့လေလူပီနီအစတုန်းကဒီ queen တေးတေးလေးပြီးခဲ့တဲ့ပွဲဒီကျော်စွာဝင်းကစားသွားတဲ့ပွဲတုန်းက လိုမျိုးပဲ promotion တေးသေးလေးမှသူတို့နှစ်ယောက်အကျိတ်နဲ့ဆော့တယ်ဗျာအကျိတ်နဲ့ထိုးကြတယ်တော်တော်ကိုကြည်ကောင်းတယ်အရန်ကြည်ကောင်းတယ်အဲ့ဒီမှာကျွန်တော်တီးလိုက်ရတာကဒီပါရာခန်ကတော်တော်ကိုအမကုံမြင့်တယ်အရန်လဲဒီ technique ဘိုင်းကလည်းအရန်ကောင်းတဲ့ fighter ပေါ့နော်ဒါ sex angle တော့မှအန်ဒီအနိုင်ရရှိဘူးလားတဲ့ fighter ပေါ့နော်အခုဒီနှစ်ကုံဘိုင်းလောက်မှာသူတို့နှစ်ယောက်ဒီနှစ်ကုံဘိုင်း ်ဆိုတော့ဒီဇင်ဘာ19ရက်နေ့ပေါ့နော်ဒီဇင်ဘာ19ရက်နေ့1137မှာသူတို့နှစ်ယောက်ကိုထည့်သွင်းထားတယ်ပေါ့နော်အတိအကျဆိုပြီးအခုချိန်ထိတော့ဒီပွဲစဉ်ဇာတ်ကတက်လာနေသေးတယ်ဆိုပေမဲ့မြန်မာပွဲပါမှာတော့မဟုတ်ဘူးအဲ့ဒါတော့ဒီကျွန်တော်အရင်ဆုံးသုံးသပ်ကြည့်ရယ်ပေါ့နော်မြန်မာပွဲပါလာမယ်ဆိုလို့ရှိရင်ဘယ်ဖိုက်တာဖြစ်နိုင်လောက်လဲဆိုတာတော့ကျွန်တော်တို့လည်းခံမှန်းလို့မရခဲ့ဘူးပေါ့နော်ဆိုတော့ကျွန်တော်စိတ်ထင်ဒီလိုမျိုးဒီ တကယ်ကောင်းတဲ့ fighter ကြီးတွေကိုပဲအလုံးစုစည်းပြီးတော့ဒီပွဲမှာထက်သွင်းထားရတယ်ပေါ့ဆိုတော့ဒီမြောက်ကအရင်တုန်းကလွန်ခဲ့တဲ့ဆက်တနှစ်လောက်ကြာတဲ့အချိန်မှာဒီပရခန်ကအကူဝမ်းကိုရောက်လာတယ်ပေါ့နော်ဆက်ဆန်ကအဝမ်းမှာ ထိုးထားတာတော်တော်ကြီးများနေပြီပေါ့ဆက်ဆန်ကဝမ်းမှာထိုးထားတာ14ပွဲ ထိုးထားတဲ့အထဲမှာမှဒီ၄ပွဲပဲရှုံးသေးတယ်ပေါ့နော်နောက်ဆုံးပွဲသူရှုံးထားတာကဆယ်ဘလက်ကိုရှုံးထားတယ်ပေါ့ ဆိုတော့သူတွေ့လာတဲ့ fighter တွေအကုန်လုံးကလည်းနိုင်ငံခြား fighter တွေကြီးပဲနိုင်ငံခြားသားတွေကြီးပဲဆိုတော့ဒီထဲမှာအလုံးသိပိတာဖြစ်တဲ့ဆိုလင်းဦးနဲ့လည်းအကျိတ်နဲ့ခြောက်ဘူးလာတယ်ဆိုတော့ပြန်တဲ့ဒီ fighter တွေကတော့နိုင်ငံနိုင်ငံခြားသားတွေတသက်ကြီးပဲသူ time fight time time ချင်းတွေ့တာဆိုလို့နှစ်ယောက်ပဲရှိသေးတယ်ဗောနော်အဲ့ဒါကဆရာ black နဲ့ mong time ပါအဲ့အဲ့နှစ်ယောက်ကိုပဲသူကတွေ့ထားဘူးလေအဲ့နှစ်ယောက်ကိုရှုံးထားတယ် ဆိုတော့ပြီးတော့ဆရာ black ကိုလည်းရှုံထားတယ်အဲ့ဒီနှစ်ယောက်ကိုရှုံထားတယ်နောက်တစ်ယောက်ကဒီနိုင်ငံသားသားပဲအဲ့ဒီအဲ့ဒီတယောက်ကိုသူရှုံထားတယ် section ရဲ့အသက်က30နဲ့6နှစ်ရှိသွားပြီပေါ့နော်36နှစ်လက်ရှိကစားမှာကဒီ burden weight မွေထိုင်းဖြစ်တယ်ပေါ့နော်ဗဒန်ဝိတ်မွေထိုင်းဆိုတော့တိတ်ပြီးတော့ပြောနေစရာမလိုဘူးဒီပွဲကတော့အရန် ကြည့်ကောင်းမဲ့ပွဲတစ်ပွဲလို့ကျွန်တော်ပြောချင်တယ်စိတ်ဝင်စားတာကဘာကြောင့်စိတ်ဝင်စားလဲဆိုတော့အချိန်တော်တော်ကြီးကြာမှသူတို့နဲ့အခုလိုမျိုး remake ပြန်ဖြည့်လိုက်မယ်ဆိုတာတော့ဒါသူတို့ကိုယ်တိုင်နိုင်လဲမထင်ထားဘူးပေါ့လေအဲ့တော့နောက်တစ်ချက်ကဘာလဲဆိုတော့ပရခန်ကပရခန်က35နဲ့6နဲ့ဆက်ဆန်က36နဲ့ဆိုတော့တစ်နှစ်လေးပဲကြာတယ်ကွာသူတို့နှစ်ယောက်တစ်နှစ်လေးပဲကြာတယ်ဆိုတော့အရက်ကလည်းမတိမ်မရင်ပဲအဲ့ဒီတော့ကဆိုလို့ရှိရင် ကျုံးချက်ကြီးอ่ะအဲ့ဒီလွန်ခဲ့တဲ့17နောက်17နှစ်လောက်တုန်းကကျုံးချက်ကြီးอ่ะကျွတ်စင်တကယ်ကောင်းတာနှစ်ယောက်စလုံးအရန်ကောင်းတယ်ဒီပရခန်ကလည်းတကယ်တကယ်ကိုကောင်းတဲ့ fighter ဆိုတော့ကျွန်တော်ကဒီပွဲကိုကြီးတင်တယ်လို့လာပြီးတော့ recommend ပေးတယ်ပေါ့နော်ဆိုတော့သူကိုကိုကိုမြန်မာ fighter မပါလဲကြည့်လို့ကောင်းတဲ့ပွဲတွေဆိုလို့ရှိရင်တော့ကျွန်တော်ကပြောပြပေးတယ်အရန်ကြည့်ကောင်းမဲ့ပွဲတစ်ပွဲကိုပြောပါဆိုလို့ရှိရင်တော့ဒီပွဲကိုကျွန်တော်ကပြောခြင်းတယ်ပေါ့ဆိုတော့ okay တို့နှစ်ယောက်ရဲ့ရည်ဆက်လေးကဒီမှာဆုံပြီးတော့ဘလို့အဆုံးသတ်မလဲဆိုတာကိုကျွန်တော်တို့စိတ်ဝင်စားစွာနဲ့စောင့်ကြည့်ကြရမယ်ပေါ့နော်။ Okay ကျွန်တော်တို့အားပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။